င်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါချွေးညမမိသားစုမှကြိုးစားပါရစေဗျာ2025ခုနှစ်ခုနှစ်လပိုင်းဇူလိုင်လခုနှစ်သားသမီးနဲ့ပတ်သက်တဲ့တရဇာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာဒီတစ်ပတ်ဒီခုနှစ်လပိုင်းကတော့မင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါချွေးညမမိသားစုမှကြိုးစားပါရစေဗျာ2025ခုနှစ်ခုနှစ်လပိုင်းဇူလိုင်လ ခွန်နေသားသမီးနဲ့ပတ်သက်တဲ့တရဇာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာဒီတစ်ပတ်ဒီခုနှစ်လပိုင်းကတော့2025ရဲ့ခုနှစ်လပိုင်းကတော့ဒီအချိန်မှာထီထီပေါက်တတ်တယ်စက်ပစ္စည်းတွေဝင်တတ်တယ်အံကပိတ်ဆို့နေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေငွေကန်တွေအရန်ကပွင့်ပြီးတော့မိမိလိုအပ်နေတဲ့ငွေများကိုထီပေါက်တယ်လို့ဝင်တည်တတ်တဲ့ကာလထီပေါက်တတ်တဲ့ကာလစက်ပစ္စည်းအသင်းများဝင်တတ်တဲ့ကာလရွှေအနော်ရွှေများဝင်တတ်တဲ့ကာလဖြစ်ပါတယ်ဗျာဒါကောင်းသောကိစ္စများစက်ပစ္စည်းတွေဝင်တတ်တဲ့ က်ပစ္စည်းတွေအစ်တတွေဝင်မဲ့ရွှေဝင်တတ်တယ်အလူတွေလောက်ရတတ်တယ်ထီးပေါက်တတ်တယ်ကာလဖြစ်ပါတယ်ဗျာဒါကြောင့်ခုနလပိုင်းမှာဖြင့်အိုးအိမ်လောက်ကိုင်းနေပတ်သက်တဲ့ကိစ္စတွေကကိုယ့်ရည်သေးသမှုတွေတခြားရည်သေးဒေတာကိုပြောင်းရွှေ့လောက်ကိုင်းနေရတတ်တယ်ကိုကိုအိမ်ကိုမိသားစုအိုးဒီအိမ်ဒီလုပ်ငန်းတွေတည်ဆောက်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒီခုနလပိုင်းဝါဝင်သွားရင်တော့ခင်ဗျအိုးအိမ်လောက်ကိုင်းနေပတ်သက်တဲ့ကိစ္စယာယီရက်တန်သွားမှာဖြစ်ပါတယ်ဒီဝါမိုမီကာလာလေးမှာအိုးဒီအိမ်ဒီလုပ်ငန်းတွေ ိုးရင်လောက်ကင်တဲ့ပတ်သက်တဲ့အစ်အစ်အစ်တေရုပ်တေရုပ်ကြီးရုပ်ကြီးဝင်တတ်တဲ့ကာလမျိုးဖြစ်တဲ့အတွက်အကန့်ကောင်းပါလေဗျာဒါကြောင့်အိုးရင်လောက်ကင်တဲ့ပတ်သက်ဝင်ကြီးတဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီရာဟုတောင်အနောက်မြောက်တောင်ကိုလှည့်ရာဟုတောင်အနောက်မြောက်တောင်လှည့်ပြီးမှကျွန်တော်တို့ရပြောရင်မုံငါရေပြိုလေးတစ်ခုလောက်စားပြီးမှစူတောင်မုံငါရေပြိုလေးစားအသိမုံငါရေပြိုလေးအကျွန်တော်လေးအလောက်ကင်မကောင်းဘူးဗျာအလောက်ကင်ကောင်းခြင်းနဲ့ ဒါကြောင့်လောက်ကန်ကိုကောင်းစေနိုင်သောအခွင့်အလမ်းဤပေါ်အောင်အများဆုံးကူညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းခင်ဗျာလေးလေးစားစားနဲ့ရာဥတော်ကိုလှည့်ပြီးတော့အမုံကရေပြော်လေးစားပြီးဆူတောင်းမယ်ဆိုရင်တော့တင်းတော့မှပိတ်ဆိုနေတဲ့ကံများအိုးရင်လောက်ကန်နဲ့ပတ်သက်တဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာတချို့နေရာတွေမှာမိုးရင်းကအရေပြော်မရတဲ့နေရာမျိုးတွေဖြစ်တတ်ပါတယ်အဲ့ဒီနေရာမျိုးဖြစ်လို့ရှိရင်တော့ ဘောစကိုင်းရွက်ပါဗျာဘောစကိုင်းရွက်မင်းကချိမမြောက်စားတဲ့အလုတ်ကိုင်းပွင့်အောင်ဘောစကိုင်းဘင်ကအရွက်ကလေးတွေရဲ့ခိုင်းလေးတစ်ခိုင်းကိုကိုင်းကိုင်းပြီးမှဆူတောင်းအတင်ဘောစကိုင်းရွက်ကလေးရဲ့ကျွန်တော်လုတ်ကိုင်းမကောင်းဘူးမိမအိမ်ဆောက်ခြင်းနဲ့အာသားလေးကလုံးမကြီးလို့အလုတ်ခေါ်သားလေးမလားလို့အဆင်မပြေဘူးချွေးမလေးကနိုင်ငံရသွားခြင်းနဲ့မီးလေးကလူလုတ်ခြင်းနဲ့ဗျာအဲ့ဒီအိုးရင်လုတ်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စမှာကျွန်တော်မှကြက်တဲချင်းမောင်းပြီးအဆင်မပြေဖြစ်နေတာဒါကြောင့်အတင်ဘောစကိုင်းလေးက boss ဖြစ်တဲ့ငွေကြီးချမ်းသာတဲ့လူရဲ့အကူအညီစောင့်ရှောက်တဲ့လူတွေ နော်အဲ့လူတွေရဲ့ကုညီဆောက်ချောက်မှုကြောင့်ကျွန်တော်အိုးရင်လောက်ကံများအများဆုံးအစင်ပြအောင်အသင်ဘောစကိုင်းလေးကကုညီဆောက်ချောက်တော်မူပါဆိုတဲ့အကြောင်းရာဟုတောင်းနောက်မြောက်တောင်းလှည့်ပြီးမှဘောစကိုင်းလေးကိုင်ဆူတောင်းမယ်ဆိုရင်လေဒီလအတွင်းမှာအိုးရင်လောက်ကံနဲ့ပတ်သက်တဲ့ကိစ္စများအများအစင်ပြေမှာဖြစ်ပါတယ်ဗျာဒါကြောင့်အိုးရင်လောက်ကံနဲ့ဒီလအတွင်းမှာအစင်မပြေကြဘူးအစင်မပြေကြဘူးတဲ့ခွန်တဲ့သားသမီးအားလုံးတို့ဒီဘောစကိုင်းရွက်ကလေးတစ်ရွက်လောက်ကိုင်းပြီးတော့ဆူတောင်းမလားဒါမှမဟုတ်ရင်စားမယ်ဆိုရင်တော့မုံကားအည်ပြောလေး အရာဦးတောင်းအနောက်မြောင်လှည့်ပြီးမှဒဇွန်လောက်စားပြီးမှဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆိုနေသောအိုးရင်လောက်ကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာမန်းနီငွေကြီးနဲ့ပတ်သက်တာတော့ကိုယ့်ရကိုဒေတာမှာတော့ကိုယူရမြုံမှန်းတယ်လို့မဝင်တတ်ဘူးပြောအဲကြောင့်ကိုယ့်ရဒေတာမဟုတ်တဲ့တခြားရဒေတာကိုသွားမယ်ကိုယ့်ရင်ကိုယ့်ရအနေမဟုတ်ဘူးနဲ့အပြင်မှာလုပ်ငန်းတွေလုပ်မယ်ဆိုရင်တော့အပြင်မှာသွားပြီးမှထီကန်နေစားမယ်ဆိုရင်တော့ငွေကြီးနဲ့ပတ်သက်တဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့စင်မီပီကြတဲ့ပုံကူအားလုံးတို့ဟာ ကျွန်တော်တို့ရပြလို့ရှိရင်တော့တင်းလာအရှိအရာကိုလှည့်လှည့်ပြီးမှကျွန်တော်တို့တရားသီးလေးဂိုင်းပြီးမှဆူတောင်းအတင်းတရားသီးလေးကျွန်တော်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေလိုတယ်ကျွန်တော်လိုတဲ့ပတ်စံဘလောက်ကျွန်တော်ငွေရင်းလိုတာဘလောက်ကျွန်တော်ပေးစရာလဲဘလောက်ကျွန်တော်ရစရာလဲဘလောက်ဒါကြောင့်အတင်းတရားသီးလေးကျွန်တော်လည်းလိုချင်တဲ့ငွေကဘလောက်ကိုရအောင်ကုညီဆောင်ချောက်တော်မူပါ ကျွန်တော်ပေးเสียရှိတဲ့ကိစ္စလေးကလည်းဘလောက်အဲ့ပေးเสียကြည့်တယ်လေအများဆုံးပေးနိုင်အောင်ကုညီဆောင်ချောက်တူမှာကျွန်တော်အကျွေးရလေရเสียရှိတယ်ရเสียရှိတဲ့အကျွေးတွေလည်းဘလောက်အဲ့ရလေးလည်းအများဆုံးရအောင်ကုညီဆောင်ချောက်တော်မူပါဆိုတဲ့အကြောင်းတင်းင်းလာအရှိအရာကိုလှည့်ပြီးမှတည်တည်လေးကိုင်းပြီးတော့ဆူတောင်းမယ်ဆူတောင်းပြီးသုံးသုံးတယောက်တို့သူ့ကိုကုသလုပ်မယ်ဆိုရင်တင်းမတင်းတော့မှပိတ်ဆို့နေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာအဲ့ဒီတည်တည်လေးပဲကျွန်တော်တို့စနေတော့နောက်တောင်တောင်းလှည့် တရားသီးလေးဂိုင်းပြီးမှဆူတောင်းအတင်းတရားသီးလေးရဲ့ကျွန်တော်ဒီပတ်စံနဲ့ပတ်သက်တဲ့အကျွေးတွေရစရာရှိတယ်ဗျာအကျွေးတွေပေးစရာရှိတယ်ကျွန်တော်အကျွေးတွေလည်းပေးခြင်းနဲ့အကျွေးရစရာရှိတယ်လေရခြင်းနဲ့ဒါကြောင့်အတင်းတရားသီးလေးကကျွန်တော်ပေးပေးစရာရှိတဲ့အကျွေးလေးကဘလောက်အဲ့ဒါလေးရောအများဆုံးအကျွေးလေးတွေပေးနိုင်အောင်ကျွန်တော်အကျွေးရစရာရှိရလဲဘလောက်အဲ့ဒီအကျွေးလေးတွေအများဆုံးရအောင်အတင်းတရားသီးလေးကကိုကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းခொနေသားသမီးအားလုံးတွေဒီလအတွင်းမှာအကျွေးများပေးစရာ ရစရာရှိရင်တော့စနေတောင်နောက်တောင်တော့လှည့်ပြီးမှတည်တည်လေးဂိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုနဲ့နီးတဲ့ဇတ်တဲ့အုပ်စုအစုအဖွဲ့အုပ်စုအုပ်စုတွေနံပါတ်တွေမှာစိတ်ထဲမှာပျော်လာဆိုပြောပါတယ်ဆက်ပစ္စည်းတွေအသေးဝင်ရတဲ့စိတ်တွေပျော်ချွင်းနေမယ်အဆက်တွေအသေးဝင်လို့ဝင်လို့ပြောမယ်စိတ်တွေပျော်နေမယ်ဆိုရင်တော့တင်းတို့မှာငွေကြီးနဲ့ပတ်သက်တဲ့ပြဿနာများကင်းဝေးပြီးတော့စိတ်ချမ်းသာပျော်ရွှင်သွားနဲ့အောင်မြင်နေမှာဖြစ်ပါတယ် စိတ်ညစ်နိုင်တော့လက်ထက်မှာပတ်သက်တပြားမှမရှိအောင်ပြတ်တယ်လို့ကိုဝယ်လိုက်တဲ့ဆက်ပစ္စည်းနဲ့ပတ်သက်တဲ့အမှားယွင်ငွေကြေးအမှားယွင်ဆက်ပစ္စည်းအမှားယွင်တွေကြုံတွေ့ရမယ့်ကာလမှုဖြစ်ပါတယ်ဒီချိန်မှာစိတ်ချမ်းသာအောင်နေပါစိတ်ချမ်းသာရင်တော့ငွေတွေဝင်ပြီးတော့ဆက်ပစ္စည်းအစ်စ်တွေဝင်လာပြီးစိတ်ချမ်းသာပြည့်ချင်မှဖြစ်ပါတယ်စိတ်ညစ်ရင်တော့လက်ထက်မှာရှိတာလေးကုန်ပြီးဆက်ပစ္စည်းဝင်လာတဲ့ဆက်ပစ္စည်းနဲ့အမှားယွင်များကြုံတွေ့နိုင်ပါလေဗျာဒါကြောင့်အမှားယွင်းတွေကြုံတွေ့နိုင်တဲ့ပုံကူများအားလုံးတော့ခမရအင်္ဂါတော့အရှိတောင်တော့လှဲ့တမရဩ တရားသီးလေးကိုကိုင်းပြီးမှဆူတောင်းအတင်းတရားသီးလေးရဲ့အာကျွန်တော်လေးအာကျွန်တော်လေးအဲဆက်ပစ္စည်းတွေဝင်နေတယ်စိတ်ညစ်နေတယ်ကျွန်တော်ညစ်နေတာဆက်ပစ္စည်းတွေဝင်မယ်လက်ထက်မှာပတ်သက်မရှိဘူးအလုပ်ကံမကောင်းဘူးအကြောင်းဝယ်မကောင်းဘူးအလုပ်မဖြစ်ဘူးဗျာဒါကြောင့်ကျွန်တော်စိတ်ညစ်နေတယ်ခမညစ်နေတဲ့ကိစ္စတွေကိုသေချာရေးလဲလဲခမအင်္ကာတော့အရှိတောင်တော့တက်ပြီးမှတရားသီးလေးကိုင်းပြီးဆူတောင်းကျွန်တော်ဖြစ်ပုံနေတဲ့ဒီကိစ္စဒီကိစ္စတွေအများဆုံးဆင်ပြေအောင်အသင်းတရားသီးလေးကကုညီစောင့်ကြတော်မူပါဆိုတဲ့အကြောင်း ်ခမရအင်္ကာတော့အရှိတောင်တော့လက်ပြီးတည်သည်လေးကင်ပြီးဆူတောင်းမယ်ဆိုရင်တော့ဒီလအတွဲမှာစိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိမှာဖြစ်ပါတယ်ဗျာကျွန်တော်တည်သည်ရေတရားတွေတော်တော်များများပေးနေတာဖြစ်ပါတယ်ဒါကြောင့်ဒါကြောင့်ဒါကြောင့်အဲဒီအင်္ကာတော့အရှိတောင်တော့ကိုလှည့်အင်္ဂါတော့အရှိတောင်တော့လှဲ့လှဲ့ပြီးမှကျွန်တော်တည်သည်နဲ့ပတ်သက်တဲ့ရေတရားလေးလုပ်မယ်ဆိုရင်စိတ်ကြမ်းသာပျော်ရွှင်မှုများအများဆုံးရရှိမှာဖြစ်ပါတယ်ဗျာ နော်ပြောပြောကြားချင်မှဖြစ်ပါတယ်ကိုနဲ့နီးနဲ့ဆက်သက်တဲ့တဲ့လူယောက်ျားလူယောက်ျားလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စမှာတော့ဒီအချိန်မှာကိုယ့်ရဒေတာမဟုတ်တဲ့တခြားရဒေတာသွားတယ်အိုးဝင်လောက်ကနေပတ်သက်တဲ့ကိစ္စမှာဝါဒတာလေးဖြစ်တယ်ဟိုရောင်ရောင်ဒီရောင်ဖြစ်တတ်တယ်လို့လူယောက်ျားတွေဓာတ်ပြက်နေတာဖြစ်ပါတယ်ဗျာလူယောက်ျားတွေဓာတ်ပြက်နေတာဖြစ်တဲ့အတွက်ကျွန်တော်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေအောင်ကျွန်တော်တို့အလှူလေးတွေလုပ်မယ်ဆိုရင်လည်းအဆင်ပြေအောင်ရွှေနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းအဆင်ပြေအောင်ကျွန်တော်တို့ကတောက်ကြမြောက်ရကိုလှည့် တည့်အသီးလေးကင်ပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆို့နေတဲ့ကံများအမြန်ပွန်းလမ်းမှာဖြစ်ပါတယ်ဗျာဒါကြောင့်လူယောက်ျားတွေဓာတ်ပြက်နေတဲ့ကိစ္စကိုကိုရင်ကိုမိသားစုကိုလုပ်ငန်းတွေမှာမလုပ်ဖက်နဲ့ကိုရက်ဒေတာမှုတဲ့တခြားရက်ဒေတာကိုသွားရောက်လောက်ကိုင်းအဆင်ပြေမယ်ရောင်းတောင်းတောင်းကြောင်းတောင်းလုံးနေတော့ငွေကုန်ကြေးကျများတတ်တဲ့ကာလမျိုးဖြစ်ပါတယ်ဗျာဒါကြောင့်လူယောက်ျားတွေကကိုရင်ကိုရကိုမိသားစုကိုလုပ်ငန်းမှာလုပ်နေမယ်ဆိုရင်တော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စအလုပ်ကနေပိတ်သေးရမှာအောင်မြင်ကြတတ်ပြီးလူယောက်ျားတွေဝါတာတာလုပ်နေတော့ အပြင်မှာပြဿနာတက်လို့ငွေကြီးနဲ့ပတ်သက်တဲ့ကုန်ကျမှုတွေဖြစ်ပေါ်မှာဖြစ်ပါတယ်။ဒါကြောင့်ရွှေလိုခြင်းသလားဒါမှမဟုတ်ရေလူယောက်ျားတွေနဲ့ပတ်သက်တဲ့ပြဿနာဖြစ်ပေါ်မှာကြောက်နေရင်တော့တောက်ကြမြောက်ရကိုလှဲ့တရားသီးလေးကိုကိုင်းပြီးမှဆူတောင်းအတင်းတရားသီးလေးအိမ်မှာရှိတဲ့လူယောက်ျားအလုံးမလုပ်ဘူးလုံးလုံးမှဖြစ်မှာအိမ်ကိုမကပ်ဘူးကပ်မှာဖြစ်မှာအိမ်ယောက်ျားအိမ်ပြန်လာရင်ပူညာပူညာလုပ်နေတယ်ဒါကျွန်မပြီးတော့ရွှေလေးရလေလူချင်းနေတာပေါင်းထားလေရွှေလေးလေးပြန်ရွေးခြင်းနဲ့အလူလေးလှုပ်တဲ့ခါမှာဆွဲကြိုးလေးလေးအစ်တကုံးလုံးလှုပ်ခြင်းနဲ့အဲ့ဒီခွန်းလန်းနေပေါ်အောင် အသင်တီအလီရီယာကူညီဆောက်ချောက်တော်မူပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရက်ကိုလှဲ့တည်တိလေးကန်ဆူတောင်းမယ်ဆိုရင်တော့ဒီလအတွင်းမှာခွန်ရသားသမီးအားလုံးလို့ဟာနော်ကျွန်တော်တို့အလူရောက်ကြတဲ့ပတ်သက်တဲ့ကိစ္စ၊ရွှေနဲ့ပတ်သက်တဲ့ကိစ္စများအများအစင်ပြေမှာဖြစ်ပါလေဗျာ။ဒါကြောင့်တခုခုလူရောက်ကြတဲ့နဲ့ပတ်သက်တဲ့အခက်အခဲဖြစ်ကြတဲ့၊ရွှေနဲ့ပတ်သက်တဲ့အခက်အခဲဖြစ်ကြတဲ့ခွန်ရသားသမီးအားလုံးလို့ဟာတောက်ကြမြောက်ရက်ကိုလှဲ့တည်တိလေးကန်ပြီးဆူတောင်းခြင်းအပြင်သင်တို့မှာပိတ်ဆို့နေတော့ကံများအမြန်ပွင့်လာမိဖြစ်ပါကြောင်း လေးလေးစားစားတင်ပြပေးလိုက်ပါရယ်ဗျာကိုနဲ့နီးနေဆက်သက်တဲ့မင်းအုတ်ချွတ်တဲ့မင်းမိရနဲ့ပတ်သက်တဲ့ပြဿနာများအုတ်ချုပ်တို့မင်းဟာကိုအတွင်းသီးသီးပြက်နေတာဖြစ်တဲ့အတွက်အိုးလောက်ကိုင်းနဲ့ပတ်သက်တဲ့အဆင်မပြေမှုငွေကြီးနဲ့ပတ်သက်တဲ့ကြက်တဲမှု အုပ်ချုပ်မှုစီမံခန့်ခွဲမှုအလွဲမှားတွေကြောင့်မင်းနေရဒီချိန်မှာငွေကြီးနဲ့လောက်ကန်နေကြက်တင်းနေတာဖြစ်ပါတယ်ဗျာကိုရကိုဒေတာမဟုတ်တဲ့တခြားရတီတဲ့ကိုရွှေပြောင်းနေထိုင်တဲ့တွေကိုရင်ကိုရကိုမိသားစုမှာနေလို့ရှိရင်ပြဿနာပေါ်တတ်တာဖြစ်တဲ့အတွက်တခြားရတီတာကိုပြောင်းရွှေ့နေထိုင်ရတာဖြစ်ပါတယ်မင်းနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမြေယာရေးနဲ့ပတ်သက်တဲ့ကိစ္စ ဒီအချိန်မှာကြာသပတိဂျိုသီဂျိုနင်အားနေနေတာဖြစ်တဲ့အတွက်ကြာသပတိနဲ့ပတ်သက်တဲ့နှိမ့်နေဆက်သက်တဲ့ကိစ္စတွေဟာအဆင်မပြေတတ်တာဖြစ်နေပါလေဗျာဒါကြောင့်မင်းနေမငွေကြီးနဲ့ပတ်သက်တဲ့ကြက်တဲမှုနော်အလောက်ကိုင်းနဲ့ပတ်သက်တဲ့ကြက်တဲမှုမြေယာရီနဲ့ပတ်သက်တဲ့အာရမသိသိမှုဖြစ်ပြီးမြေယာရီနဲ့ပတ်သက်တဲ့ပေါ်ပေါက်ပြဿနာများပေါ်ပေါက်နေသလိုပညာရေးနဲ့ပတ်သက်တဲ့တာဝန်ထမ်းဆောင်နေတဲ့ဆရာဆရာမများဒါမှမဟုတ်အကြောင်းဆုံးအကြောင်းသူတွေကလည်း ပညာရေးနဲ့ပတ်သက်တဲ့အလွဲမားတွေကြောင့်ပြည်ကျောင်းတက်နေတဲ့မှာပြဿနာတွေတစ်ခုပြီးတစ်ခုပေါ်ပေါက်နေတာဖြစ်ပါတယ်။ကျောင်းတွင်းမှာပြဿနာတွေမပေါ်ပေါ်နဲ့ကျောင်းပြင်မှာမှာပေါ်တဲ့အတွက်ကျောင်းတွင်းမှာပြဿနာတွေရှင်းရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာ။ဒါကြောင့်9လပိုင်း15ရက်အတွင်းတော့ဒီပြဿနာတွေပေါ်ပေါက်ပြီးတော့15ရက်ကျော်တော့ငြိမ်းချမ်းသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဂျာသပတိဂျိုသီဂျိုနင်းအားနေနေတာဖြစ်တဲ့ဒီခုနှစ်သားသမီးအားလုံးကကြာသပတိဂျိုသီဂျိုနေအားကောင်းရင်တော့တနင်္ဂနွေတောင်းအရှိမြောက်တောင်းလှဲ့အာလူကျော်လေးကိုစပြီးမှဆူတောင်းအတင်းအာလူကျော်လေးရဲ့ ကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်မယ်အပြောင်းအလဲနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်မယ်မိယာရီနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်မယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်တကမှာအဆင်ပြေခြင်းနဲ့ဗျာဒါကြောင့်အများဆုံးအဆင်ပြေအောင်အသင်အားလူကျော်လေးကကုညီဆောက်ကြတော်မူပါဆိုတဲ့အကြောင်းတင်းနေငွေတောင်ရှေးမြောင်တောင်လက်ပြီးအာလူကျော်လေးစားပြီးဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆို့နေသောကံများမိယာနဲ့ပတ်သက်တဲ့ကံမင်းနဲ့ပတ်သက်တဲ့ကံအပြောင်းအချွေရာထူးတို့ပညာရေးနဲ့ပတ်သက်တဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါလေဗျာဒါကြောင့်ခေါင်းရသားသမီး အားလုံးတို့ဒီပြည်သင်ရမင်းမင်းနဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့ကြာသာပတိဂျိုသီဂျုံနဲ့တခုခုနဲ့ပတ်သက်တဲ့အစီအမပြရတဲ့ပုံကိုအားလုံးဟာတနင်္ဂနွေတောင်အရှိမရတောင်လှည့်ပြီးမှအားလူကျော်လေးစပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေသောခုနှစ်လပိုင်းတွင်မှရှိတဲ့ကံများအမြန်ပွန်းလန်းတော်မှာဖြစ်ပါတယ်ဗျာကိုသွားခြင်းနဲ့ခီးရတကူပြောခြင်းနဲ့စကားတကူသွားခြင်းလို့သွားခွင့်ပြောကျင်တယ်လို့ပြောခွင့်မရပါဘူးဗျာဒီကျိုးသွားကျင်တယ်လို့သွားခွင့်ပြောကျင်တယ်လို့ပြောခွင့်ရကျင်တော့ဗௌဒ္ဓတောင်ရက်ကိုလှက်ရေးလေးသားအောင်ပြီးမှသူတော်အတင်းရေးလေးရဲ့ ်အကျွန်တော်တို့တွေဆိုခီးတွေသွားမယ်အန်တရီကင်းကျင်နေပြောတဲ့စကားတွေပြောမယ်ပြောတဲ့စကားတွေအောင်မြင်ကျင်နေဗျာဒါကြောင့်သွားတော့ခီးများအနေကင်းချင်းပြီးပြောတော့စကားများအောင်မြင်ကြကြအောင်အသိရေးလေးကကုညီဆောက်ချောက်တော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရက်ကိုလှည့်ရေးလေးတောက်ပြီးဆူတောင်းမယ်ဆိုရင်တော့ခொနေသားသမီးအားလုံးဟာခီးစကားနဲ့ပတ်သက်တဲ့နိနေဆက်သက်တဲ့ကိစ္စတွေဆောင်ရွက်စေမယ်ဆိုရင်တော့တောင်ရက်ကိုလှည့်ဒီလေတောက်ပြီးဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆို့နေတော့ကံများအမြန်ပွန်းလန်းသွားမှာဖြစ်ပါလေဗျာ။နော်အဲ့ဒါလေးတစ်ချက်ကြည့်တယ် အဲကျွန်တော်ဘီနေနဲ့တိုင်းနေမှာရိုးရီပြက်နေတဲ့ဒီချိန်မှာရိုးရဖို့ရင်တို့ရာကြောင်မှာဖြစ်ပါတယ်ဗျာပြည်နယ်နဲ့တိုင်းနေမှာပြည်နယ်တွေအားကောင်းပြီးပြည်မတွေအားမကောင်းဘူးကိုယ်နိုင်ငံအားမကောင်းဘူးနဲ့သူများနိုင်ငံတွေအားကောင်းနေတာဖြစ်ပါတယ်ကျွန်တော်တို့မှာကျွန်တော်နိုင်ငံတွင်းမှာကဘာမှာစစ်တွေဖြစ်တယ်အစီပိုင်းနဲ့ပတ်သက်တဲ့စစ်တွေဖြစ်တယ်အနောက်အရာဒါမျိုးရေကြီးတယ်မြေပြိုတယ်လေရင်ပြက်ကြတယ်မီးလောင်တယ်တဘာဝအန္တရာယ်ဖြစ်ပေါ်နေတာဖြစ်တယ်ရိုးရဖို့မှတို့ရာကြောင်မှာဖြစ်ပါတယ်ဗျာရိုးရလေးတွေဖော်မယ်ဆိုရင်တော့ကျွန်တော်တို့ကတော့ ပြာသာပရိအနောက်ရကိုလည်းလဖက်လေးတောက်ပြီးမှဆူတော့အတင်လဖက်လေးရိုးရဖို့လို့ဒိုးအကြုံမဲအမှုခင်းပြဒနာတွေဝေးခြင်းနဲ့ငွေကြီးများဆူလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်ပြီးတော့သာသနာပြုတဲ့ပုံကူတွေဖြစ်ခြင်းနဲ့ဗျာဒါကြောင့်အတင်လဖက်လေးကကုညီစောင့်ချောက်တော်မူပါဆိုတဲ့အကြောင်းကြာသာပရိအနောက်ရကိုလည်းလဖိတ်လေးတောက်ပြီးဆူတောင်းမယ်ဆိုရင်တော့ရိုးရဖော်လို့ဒိုးရကြော်ပြီးအမှုခင်းပြဿနာများဝေးကွာမှာဖြစ်ပါလေဗျာကျွန်တော်တို့ဒီရာသီကလည်းဝါဝင်တဲ့ရာသီဖြစ်တဲ့အတွက်ရိုးရတွေတင်ကြပါရိုးရတွေနဲ့ပတ်သက်လို့ဖုန်းတော့ ဒိုးရကြောပြီးအမှုခင်းပြဿနာများဝေးကွာမှာဖြစ်ပါတယ်ဒီချိန်မှာရိုးရနဲ့ပတ်သက်တဲ့နှီးနဲ့ဆက်သက်တဲ့ပုံကူတွေရဲ့ကုညီဆောင်ကြောက်မှုကြောင့်တော့ငွေကြေးများဆူလိုက်ပြုံလိုက်လုံးလိုက်ခင်းလိုက်ဝန်တတ်တယ်အွှေနဲ့ပတ်သက်တဲ့ကိစ္စတွေအလှူဒါန်းအနေနဲ့ပတ်သက်တဲ့ဒီဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေဝင်ရောက်တတ်တဲ့ကာလမျိုးဖြစ်တဲ့အတွက်ဒီချိန်မှာရိုးရဖို့ချင်းအပြင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ဒီကံလေးတွေစမယ်ဒီကံလေးတွေစားမယ်ဆိုကြတာပြိနောက်ရကုတ်လေးလပိတ်လေးတောက်ပြီးမှစူးသွားအတင်းလပိတ်လေးရဲ့ ကျွန်တော်တို့ဒီကန်လေးတွေစမ်းမယ်ဗျာကျွန်တော်နိုင်ငံမှာလုတ်တဲ့အောင်မလေးထီးဒါမှမဟုတ်တခြားနိုင်ငံမှာလုတ်တဲ့အထီးကန်လေးတွေစမ်းညင်နေဗျာဒီကန်လေးတွေစမ်းနိုင်ငံမှာကျွန်တော်စမ်းတဲ့ဒီကန်လေးတွေအမြန်ဆုံးပွင့်လန်းအောင်ကုညီဆောက်ချောက်တော်မူပါဆိုတဲ့အကြောင်းကြာသာပတိအနောက်ရကူလှဲ့လပိတ်လေးတောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ထီကန်များအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ခုနလပိတ်အတွင်းမှာထီကန်လေးတွေစမ်းမယ်ဆိုရင်တော့၈တို့၃ညတို့၄တို့၅ဆိုတဲ့ကဏန်းလေးတွေကန်လေးတွေစမ်းမယ်ဆိုရင်တော့ အဲ့ဒီအခွေးလေးတွေခွေးမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ထီကံများအမြန်ပွင့်လန့်သွားမှာဖြစ်ပါတယ်။ဒါကြောင့်အောင်မလေးတီကိုနောက်ရကိုလှက်ရေးလေးတောက်ပြီးမှဆူတောင်းမယ်။ဒါမှမဟုတ်လပိတ်လေးတောက်ပြီးတော့ဆူတောင်းမယ်ဆိုလို့ရှိရင်တော့ရှစ်တုံညာလေးငါဆိုတဲ့အခွေးလေးတွေခွေးပြီးတော့ကန်ဆတ်မယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ထီကံများအမြန်ဆုံးပွင့်လန့်မှုဖြစ်ပါကြောင်းလေးလေးသာသာတင်ပြပေးလိုက်ပါရယ်ဗျာ။ဒါကြောင့်2025ခုခုနှစ်လပိုင်းဇူလိုင်လအတွင်းမှာဖြင့်ကျွန်တော်တို့ကရောရီဖော်ရင်ဒိုးရကြုံမယ်။ဝေကြီးနဲ့ပတ်တဲ့မှာအဆုလိုက်ပြုံလိုက်လုံလိုက်ခဲလိုက်ရတတ်တယ်။ အဲဒါကံကောင်းတဲ့ကိစ္စတွေပါရွှေတွေလည်းဝင်တတ်ပါတယ်ဆက်ပစ္စည်းအစ်စ်တွေဝင်တတ်တယ်ကံဆိုးတဲ့ကာလတွေကတော့မိမိတို့မှာရှိတဲ့တိုက်တွေရှိရင်တိုက်ထဲမှာမနေပါနဲ့တော့တောင်ပေါ်ရှိရင်တောင်ပေါ်မှာမနေပါနဲ့မြင့်တဲ့နေရာတွေမှာမနေပါနဲ့တစ်ပင်အမြင့်နေမှာမနေပါနဲ့နေသောအရက်တွေမှာနေပါနေတဲ့ရက်တွေမှာနေပါလူများများရှိတဲ့ရက်တွေမှာမနေပါနဲ့အလူများများရှိရင်ပြဿနာတွေဖြစ်ပေါ်တတ်ပြီးလူနေနေနဲ့နေတဲ့နေရာတွေမှာနေခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတော့ခုနှစ်လပိုင်းအတွင်းမှာ ကံကောင်းသေးတဲ့ရက်တွေကတော့နေသောရက်များလူနေနေရှိသောရက်တွေမှာနေမယ်အထီးကံလေးတွေစမယ်ရိုးရည်ဖော်မယ်ဆိုရင်လည်းတင်းတို့မှာပိတ်ဆိုနေတဲ့ကံမ2025ခု9လပိုင်းမှာတော့အများဆုံးအောင်မြင်ကြကြမည်ဖြစ်ပါကြောင်းရှင်ညာမိမိသားကုကူကြဆရာကြီးမြမပြီမှာလေးလေးစားစားတင်ပြလိုက်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြမပြီပါဗျာ